န်မျိုးသားလူမျိုးရေးတမတော် TNL သိမ်းပိုက်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်မရှင်တပ်ဖွဲ့တွေဟာကြောင်မဲမြို့နယ်လေးမိုင်လောက်သာကွာဝေးတော့တဲ့နေရာကိုရောက်ရှိလာတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့ရက်ပိုင်းကကြောင်မဲမြို့နယ်ရှစ်မိုင်လောက်သာကွာဝေးတဲ့စခန်းသာကြီးရွာက TNL တပ်စခန်းကိုစစ်ကောင်မရှင်တပ်တွေကဝင်ရောက်သိမ်းပိုက်ပြီးတဲ့နောက်မြို့နယ်လေးမိုင်လောက်กว่าထိစစ်ကြောင်းထိုးဝင်ရောက်လာတာပါ။ လေကြောင်းကနေပြစ်ကူပြီးရှင်းလင်းပြီးမှ မြေပြင်စစ်ကြောင်းကိုဝင်ခိုင်းတာတိုက်ခိုက်ရေးတပ်မတွေကိုအ திக တုံးလာတာတွေ့ရတယ်။မြို့ဝင်နာထီရောက်လာတာလို့စီးရီးသတင်းရင်းမြစ်က ARD Times ကိုပြောရတယ်။စစ်ကောင်မရှင်ဟာအဲ့ဒီစကမ်းသာကြေးဝါကိုလေကြောင်းကနေ၃ရက်တိုင်တိုင်ဘုံအလုံးကြီး80ကျော်ကျေးချတိုက်ခိုက်ပြီးတဲ့နောက်ကြေးဝါတွင်ကိုစစ်ကြောင်းထိုးဝင်ရောက်က TNL တပ်စခန်းကိုတင်ယူခဲ့တာဖြစ်ပါတယ်။ ကြောင်မဲမြို့နယ်၄မိုင်လောက်ထိချင်းကပ်လာတဲ့စစ်ကောင်မရှင်စစ်ကြောင်းမှာအင်အား900လောက်ပါဝင်ပြီးမြို့ဝင်နားထိချင်းကပ်လာတာဖြစ်ပါတယ်။စစ်ကောင်မရှင်ကနောင်ချိုကြောင်မဲနန်းတိုင်းထိုးစစ်ဆင်လာရာကနေစစ်ကြောင်းတွေဖြန့်ခွဲပြီးအင်အားလုံးရင်း3ကကြောင်မဲမြို့နီးထိရောက်ရှိလာတာဖြစ်ပါတယ်။ကြောင်မဲမြို့ပေါ်ရှိ TNL တပ်စခန်းတွေကနေတပ်ဖွဲ့ဝင်အချို့ဟာစက်တင်ဘာ28ရက်နေ့မှာကြောင်မဲမြို့ကစုခွာသွားတယ်လို့ဒေသခံသတင်းရင်းမြစ်ချို့ကအတိပေးထားပေမဲ့ အရာရီတိုင်းအနေနဲ့အတိပြုလို့တော့မရသေးပါဘူးပြီးခဲ့တဲ့ဩဂတ်စ်လတတိယဘက်ကစတင်ပြီးစစ်ကော်မရှင်ကကြောင်မဲမြို့ကိုထိုးစစ်ဆင်လာရာအခုစတင်မှနောက်ဆုံးပတ်မှာမြို့ဝင်ခိတ်နားထိချင်းကပ်လာနိုင်တာဖြစ်ပါတယ်ပဲခူးတိုင်းနောင်ချမ်းဘရောင်းတက်နယ်စင်လန်ချေဘာနီရှိကာကင်းစကန်ကိုနှစ်ခုကိုအေးနဲ့တွန်လိုက်ပူပေါင်းတပ်ဖွဲ့တွေကတင်ပိုင်လိုက်တယ်လို့သိရပါဗျ ပြီးခဲ့တဲ့စက်တင်ဘာ26ရက်နေ့ကဆင်လန်စကန်ကုန်းရဲ့ကာကင်စကန်ချို့ကိုအေးပူပေါင်းတပ်ဖွဲ့ကသိမ်းပိုင်လိုက်ပြီးနောက်စစ်ကောင်မရှင်ကညောင်6ပုံဝင်းချင်းကိုပါအင်အားဖြစ်တင်းမှုတွေပြုလုပ်လာတယ်လို့သိရပါတယ်။ညောင်6ကစကန်တွေကိုကာကွယ်လိုရင်းအပြင်ရွေးကောက်ပွဲလုပ်မယ်လို့ပြောထားတဲ့တောင်ကုတ်ကိုပါနေမြေစိုးမုံမှုရယူလိုတဲ့အတွက်တောင်ကုတ်တောင်ကြားလမ်းကိုပါအင်အားဖြစ်တင်းချင်နေတာလို့စီးရီးသတင်းရေးမြစ်က ARD Times ကိုပြောပါရတယ်။ လက်လွတ်ဆုံးရှုံးလိုက်ရတဲ့ညောင်ကျိုးဒေသကိုအင်အားပြည့်ပါတဲ့စစ်ရင်နံ၃စီးနဲ့အင်အားထက်မှန်ဖြည့်တင်းထားပြီးညောင်ချောက်တရားကိုဖျက်ဆီးအုံပြုခွင့်ကန့်သက်ထားတယ်လို့သိရပါတယ်။ဒေသခံချို့ကိုလည်းရွှေ့ပြောင်းခိုင်းထားပြီးမိုင်းနိုင်၂၉နီလွှမ်းစင်တောင်မှာတွဲကားတွေနဲ့တင်ဆောင်လာတဲ့တန်ချက်ကတိုက်ခိုက်ရရင်၃စီးပါရောက်ရှိနေတယ်လို့ဒေသခံတွေစီကသိရပါတယ်။နေမြေစုံမမှုရယူကအင်အားဖြည့်ထားတဲ့အဲ့ဒီမိုင်းနိုင်၂၉ဟာ အုတ်ရှိပင်လန်းစုံနဲ့သုံးမိုင်လောက်သာကွာဝေးပြီးဆုံးရှုံးခဲ့ရတဲ့တောင်ကုတ်တောင်ချားလမ်းရဲ့ညောင်ကျိုးစခန်းကြီးကိုစစ်ကောင်မရှင်ကပြန်လည်ရယူဖို့ကြိုးပမ်းနေတာဖြစ်ပါတယ်။ကရင်ပြည်နယ်ဒေသတည်ငြိမ်အေဂျင်စီအတွက်စစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲကိုကာကွယ်ပံ့ပိုးသွားမယ်လို့ကရင်နေသားဆောင်တက် BGF ဒီမိုကရေစီအကျိုးပြုကရင်တက်မတော် DKBA နဲ့ကရင်မျိုးသားလူမျိုးရေးတက်မတော်ငြိမ်းချမ်းရေးကောင်စီ KNLPC တို့က စက်တင်ဘာလ28ရက်နေ့မှာပူရဲထုတ်ပြန်ခဲ့ပါတယ်။ဒေသတည်ငင်အေဂျင်စီအကြောင်းပြထားတဲ့ကရင်နေကြားဆောင်တက် PGF ဟာစေကောမရှင်လောက်ခံနေကြားဆောင်တက်ဖြစ်ပြီးကျန် DKBA နဲ့ KNL PC တို့ဟာတနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားပြီးစေကောမရှင်နဲ့ထိတွေ့ဆက်ဆံမှုရှိတဲ့ကရင်လက်နက်ကိုင်ဖွဲ့တွေဖြစ်ပါတယ်။အဆိုပါသုံးဘွဲ့စလုံးဟာ PGF အမှတ်1တက်နယ်ဌာနချုပ်မှတွေ့ဆုံဆွေးနွေးမှုအပြီး အခုလိုသဘောထားထုတ်ပြန်လာတာဖြစ်ပါတယ်။အဓိကကတော့ကျွန်တော်တို့ data တင်ရေးအေဂျင့်ရေးကိုတက်နိုင်တဲ့ဘက်ကဝိုင်းထိမ့်မယ်ဆိုတဲ့အခြေခံပဲရှိပါတယ်။ data ကန်လူလူရဲ့ရွေးချယ်မှုနဲ့ဆိုင်တဲ့အတွက်လူလူလက်လက်မဲပေးရွေးချယ်ခွင့်ရအောင်ကျွန်တော်တို့သုံးဖွဲ့အနေနဲ့ငင်းချင်ရေးကိုရှေ့ရှုပြီးတော့ဝိုင်းဝန်းဆောင်ရွက်တာပါလို့ KNLPC ကဘုံမှုစုံမှုအဝါက AR Times ကိုပြောပါရယ်အဆိုပါပူးတဲ့ထုတ်ပြန်ချက်မှာပါတီစုံဒီမိုကရေစီစနစ်နဲ့ ပြည်သူတွေရဲ့တည်ငြိမ်အေးချမ်းတဲ့ဘဝကိုဖော်ဆောင်နိုင်ဖို့ရွေးကောက်ပွဲမှာပါဝင်ဆန္ဒမဲပြုလာကြောင်းထိခိုက်နစ်နာစေမှုမရှိစေဖို့အဖွဲ့အစုံပူးပေါင်းကာကွယ်သွားမယ်လို့ဖော်ပြထားပါတယ်။ဒါ့အပြင်ကရင်ပြည်နယ်ရဲ့လက်ရှိစစ်ရေးနိုင်ငံရေးအခြေအနေရရပေါ်လေ့လာသုံးသပ်ကြပြီးတော့2025ခုနှစ်ဒီဇင်ဘာနဲ့2026ခုနှစ်ဇန်နဝါရီလတို့မှာကျင်းပပြုလုပ်မဲ့ရွေးကောက်ပွဲဟာမြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ပြည်ပခပေါင်းစုံကိုဖြည့်ရှင်းနိုင်မဲ့ ဒီမိုကရေစီနီးလန်းကြတဲ့ပြည်သူရွေးကောက်ခံအစိုးရတည်းရဲ့ပေါ်ထွန်းစေမယ်လို့အဲ့ဒီကရင်လက်နက်ကိုင်သုံးဖွဲ့ကဆိုပါတယ်။ဒါပေမဲ့၎င်းတို့ရဲ့ထုတ်ပြန်ချက်မှာစစ်ကောင်မရှင်ရဲ့အကြမ်းဖက်လို့ရက်တွေနဲ့အာဏာသိမ်းမှုကိုတော့ဝေဖန်ဖော်ပြထားတာမရှိပါဘူး။စစ်ကောင်မရှင်ရဲ့တိုက်ပွဲဖြစ်ပွားနေတဲ့ကရင်မျိုးသားစီယုံ KNU ကိုလက်တလုံးမှာဒေသအခြေအနေနဲ့ပတ်သက်ပြီးပြစ်ဆုံဆွေးနွေးဖို့မရှိသေးသလို၎င်းတို့သုံးဖွဲ့ဟာကရင်ပြည်နယ်နဲ့ပြည်သူ့ရဲ့အနာဂတ်အတွက်လေးနက်စွာဆွေးနွေးနိုင်ခဲ့တယ်လို့ KNLPC ကဘုံမှုစောမှုအေဝါကဆိုပါရယ်အလားတူမကြသိမိကလည်းစစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်လို့ BGF DKB တို့ကထောက်ခံကူညီသွားမယ်လို့တရားဝင် ထုတ်ပြန်ထားသလို KNLPC ကတော့အဖွဲ့ရင်းတီးကြားဆွေးနွေးခြင်းမရှိသေးပေမဲ့ဤသူဆန္ဒဒေသအခြေအနေနဲ့အညီဆောင်ရွက်သွားမှာလို့ ARE Time သတင်းဌာနကိုဖြေဆိုပြီးနောက်ခုလိုထုတ်ပြန်လာတာပါလက်ရှိမှာစစ်ကောင်မရှင်ကလာမဲ့ဒီဇင်ဘာ28ရက်မှာပြုလုပ်မဲ့ရွေးကောက်ပွဲအပိုင်း1အတွက် ်တက်မှတ်ကြီးညာထားတဲ့ဒေသတွေတဲ့ကရင်ပြည်နယ်ရှိဖမ်းအမြောက်ရီနဲ့တန်တော်ကြီးမြို့နယ်တွေပါဝင်နေပြီး KNU ကိုလည်းမတရားအသင်းနဲ့အကြမ်းဖက်အဖွဲ့ဖြင့်ကြီးညာကရွေးကောက်ပွဲနှောက်ယှက်မှုတွေနဲ့အမှုဖွဲ့ပြီးထိုးစစ်ဆင်နေတယ်လို့သိရပါတယ်။ရခိုင်ပြည်နယ်ကြောက်ပြူမြို့နယ်မှာစစ်ကောင်မရှင်နဲ့အာရခတက်တော် AA တို့ဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်း AA ကဆစ်ရှုံးနေတယ်လို့စစ်ကောင်မရှင်ကဝါရဖြန့်ရေးသားမှုတွေရှိလာတယ်လို့သိရပါတယ်။ ရဲနှင်းငယ်တိုက်ပွဲရပ်တန့်ပြီးတဲ့နောက်ပြီးခဲ့တဲ့စက်တင်ဘာ20ရက်နေ့ကအေးထိန်ချုပ်ထားတဲ့နေမျိုးတွေကိုစစ်ကောင်မရှင်ကစစ်ကြောင်းထိုးလာတဲ့အတွက်တိုက်ပွဲပြင်းထန်ပြန်လည်ဖြစ်ပွားလာတယ်လို့သိရပါဗျ။အဲဒီလိုဖြစ်ပွားတဲ့တိုက်ပွဲတွေမှာအေးကပျောက်ကြားစနစ်နဲ့တံပြန်ထိုးစစ်တွေအုံပြုခဲ့တဲ့အတွက်စစ်ကောင်စီဘက်ကအထိနာပြီးတိုက်ပွဲနေမျိုးတွေအတွင်းပိတ်မိနေမှုတွေလည်းရှိတယ်လို့သတင်းရင်းမြစ်တွေကသိရပါဗျ။ တိုက်ပွဲတွင်စစ်ကောမရှင်ဘက်ကယာရူကြီးပိုင်းဖြစ်တဲ့ဘိုကြီးနဲ့အများစုတေဆုံးပြီးကြောက်ဖြူတရင်တွေမှာထားရှိတဲ့စစ်ရုံတွေမှာကုသလို့မရနိုင်တော့တဲ့အတွက်စစ်တွေနဲ့ရန်ကုန်ကိုပါထံရရအရာရှိတွေကိုပို့ဆောင်နေရတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့စက်တင်ဘာ20ရက်နေ့ကဒညဝရီရဲဌာနချုပ်တွင်ကနေယာရူကြီးစစ်ကောမရှင်ယာရှိတူအေအေလက်ချက်ကြောင့်တေဆုံးသွားတာကြောင့်တိတ်တဆိတ်တချို့ခဲ့ရတယ်လို့ဆိုပါတယ်။အဲ့ဒီလိုစစ်ကောမရှင်တက်ကအထိနာနေပေမဲ့ ကျောက်ပြူမျိုးပေါ်မှာစစ်ကောင်မရှင်တဲ့နှိဆက်သူတွေကိုအေအေကစစ်ရှုံးနေပြီဖြစ်တာကြောင့်မြန်မာစစ်တပ်ကထိုးစစ်ပိုင်းအတားရနေပြီဖြစ်တယ်လို့ဝါရဖြန့်နေတယ်လို့ဒေတာကန်တွေစီကသိရပါဗျ။စစ်တပ်ထောက်ခံ Telegram Channel တွေမှာလည်းစစ်တပ်ရဲ့ထိုးစစ်ကိုအေအေကတောက်မခံနိုင်တော့ပဲတက်ပြတ်ပြီးစုပ်ပြေးနေရပြီလို့ဝါရဖြန့်ချီနေပါဗျ။စစ်ကောင်မရှင်ကစက်တင်ဘာ20ရက်နေ့နောက်ပိုင်းမှာစတင်ပြီးအေအေသိမ်းပိုက်ထားတဲ့မင်းတပ်တောင်နဲ့ ဆက်မှုလက်မှုတင်နန်းကြောင်းဘက်ကို ထိုးစစ်ဆင်လှူရှားနေတယ်လို့သိရပါတယ်။ဒါအပြင်ကြောက်ဖြူမြို့နယ်အနှံ့အင်အားထောင်ချီသုံးပြီးစစ်ကြောင်းလေးကြောင်းခွဲကစစ်ကြောင်းထိုးတက်နေပြီးအေးဘက်ကလည်းစနိုက်ပါနဲ့ဒရုန်းတွေသုံးပြီးစစ်ကောင်မရှင်ကိုထိနှောင်တိုက်ခိုက်နေတယ်လို့သိရပါတယ်။တိုင်ဖုန်းမုန်တိုင်းဘူအလွိုင်းတိုက်ခိုက်မှုကြောင့်ဗီယက်နမ်နိုင်ငံမှာမိုးသေးထန်စွာရွာသွန်းပြီးရေဘေးသင့်ငယ်ရာလူစနက်ဦးထံမင်းနဲ့တေဆုံးပြီး18ဦးပျောက်ဆုံးက လမ်းမကြီးတွေနဲ့နေအိမ်တွေပျက်စီးခဲ့ရတယ်လို့နိုင်ငံပိုင်မီဒီယာတွေကဖော်ပြပါဗယ်တိုင်ဖုန်းမုန်တိုင်းဟာပူပိုင်းမုန်တိုင်းတစ်ခုဖြင့်အပြော့သွားခဲ့ပြီးလောင်နိုင်ငံဘက်ကိုရွေ့ရှားသွားခဲ့တယ်လို့နိုင်ငံပိုင်မီဒီယာတွေကဆိုပါတယ်မုန်တိုင်းကြောင့်ယာယီတံတားတွေမျောပါသွားခဲ့ပြီးလမ်းမကြီးတွေရေနစ်မြုပ်ကကင်းနေများပြားရေပင်းတင့်ခဲ့တယ်လို့သိရပါတယ်ကယ်ဆယ်ရေးဖွဲ့တွေဟာပျောက်ဆုံးနေတဲ့တံငါတဲ18ဦးကိုရှာဖွေနေပြီး ်ဝေးမြို့တန်ဟွာနဲ့နင်းပင်ပြည်နယ်တွေမှာလေပြင်းတိုက်ခတ်လို့နေအိမ်တွေပြိုကျခဲ့တယ်လို့နိုင်ငံပိုင်မီဒီယာတွေကဆိုပါတယ်။ဗီယက်နမ်ကိုတိုက်ဖုန်းမုန်တိုင်းမဝင်ရောက်မီမိသားစု3သိန်းခွဲလောက်တရားပြတ်တောက်ခဲ့တယ်လို့နိုင်ငံပိုင်မီဒီယာတွေရဲ့ဖော်ပြချက်အရသိရပါတယ်။ဗီယက်နမ်ဆိုရဟာလူပေါင်း2800ကျော်ကိုကြိုတင်ပြီးဘေးလွတ်ရာရွှေ့ပြောင်းခဲ့ပြီးယာနဲ့ချီတဲ့လေကြောင်းခီးစင်တွေကိုဖျက်သိမ်းကအလဲပိုင်းကင်နေရီရှိလေစိတ်လေးခုကိုပိတ်ခဲ့ပါတယ်။ တောင်ကြနီနောက်ပိုင်းတိုင်ဖုန်းမွန်တိုင်းပူအလွိုင်းကြောင့်ဖိလစ်ပိုင်နိုင်ငံမှာလူ၂၀ဦးထပ်မံနေတေဆုံးခဲ့ပြီးအများစုဟာရေနစ်တာဒါမှမဟုတ်သစ်ပင်ပေါ်ကပြုတ်ကျပြီးတေဆုံးခဲ့တာလို့တာဝန်ရှိသူတွေကပြောပါရယ်တိုင်ဖုန်းမွန်တိုင်းပူအလွိုင်းဟာတပတ်အတွင်းအာရှတိုက်မှာတိုက်ခိုက်ခဲ့တဲ့ဒုတိယမြောက်အင်အားပြင်းဆုံးမုန်တိုင်းဖြစ်လာခဲ့ပါရယ်ပြီးခဲ့တဲ့ပတ်ကတိုင်ဖုန်းမွန်တိုင်းရာကစာဖိလစ်ပိုင်မြောက်ပိုင်းထိုင်ဝမ်နဲ့တရုတ်မှာဝင်ရောက်တိုက်ခိုက်ခဲ့လို့လူ၂၈ဦးသေဆုံးခဲ့ပါရယ်